တိုင်းရင်းသားတိုင်းဝမ်းများအတွက်ဝန်ကြီးဌာနနှင့်မြို့သားရေးဝစီမံခွဲခွဲမှုအေဂျင်စီတို့သည် e-video series များကိုဖန်တီးရန်တူတကွလှုံ့ဆော်ခဲ့ကြသောကြောင့်မတူညီသောသဘာဝဘေးအန္တရာယ်များနှင့်အရေးပေါ်အခြေအနေများအတွက်ကြိုတင်ပြင်ဆင်ရန်နှင့်ဖြစ်ပေါ်လာသည့်အခါမီတို့တုံ့ပြန်ရမည်ကိုကျွန်ုပ်တို့၏တိုင်းဝမ်းများသိရှိနိုင်ပါသည်အရေးပေါ်အခြေအနေများသည့်အချိန်မီနေရာမြင့်ဖြစ်ပွားနိုင်သည့်ရင်းတွင်ငလျင်လှုပ်ခြင်း၊ရေကြီးခြင်း၊မုန်တိုင်းများ၊ဆူနာမီ၊မီးလောင်ကျွမ်းမှုနှင့်မီးလောင်လှုပ်ရှားမှုတို့ပါဝင်နိုင်သည်။ အရေးပေါ်အခြေအနေကြုံလာသောအခါအရက်ဘက်ကကွယ်ရေးနှင့်အရေးပေါ်ကယ်ဆယ်ရေးအသင်းဖွဲ့များသည်အကူအညီလိုအပ်ဆုံးလူများကိုကူညီရန်မအားလက်သဖြင့်တင်ကိုရိုင်းနှင့်တင့်မီသားစုကိုပြည်သူစောင့်ရှောက်ရေးအတွက်အစီအစဉ်ရှိရန်အရေးကြီးပါသည်။ EV video တွင်မုံတိုင်းတွင်းလှုပ်ဆောင်ရွက်များကိုရှင်းပြထားသည်။နယူးဇီလန်တွင်လေပြင်းတိုက်ခတ်ခြင်း၊မိုးသီးထန်စွာရွာသွန်းခြင်းသို့မဟုတ်စီးနှင်းများ၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့်ပင်လယ်ကျမ်းမြစ်မှလာသောမုန်တိုင်းပြင်းပြမကြာခဏတိုက်ခတ်လေရှိသည်။ မုံတိုင်းမဖြစ်မီလေပြင်းများသည့်ကြီးမားလေးလံသောအရာဝတ္ထုများကိုမြတ်တက်သွားစေနိုင်ပြီးအိမ်များကိုဝင်ရောက်တိုက်မိစေနိုင်သောကြောင့်တင်းအဆောက်အုံနေရင်ကိုလည်းပြင်ဆင်ထားပါလေပြင်းများကြောင့်ကျိုးပြတ်သွားနိုင်သောပြန်တက်လွတ်ဆင်နိုင်သောအရာများကိုအိမ်တွင်းသို့ယူဆောင်ထားပါချီနှောင်ထားပါလေပြင်းတိုက်ခတ်မှုကြောင့်ကြိုးကျနိုင်သောတိကိုင်းတက်ခတ်များကိုမကြာခဏဆစ်ဆေးပြီးခုတ်ထားပါ။တင့်အိမ်ပဝင်းစဉ်တွင်အပြက်စီးများသို့မဟုတ်တသားပုံများကဲ့သို့သောလွင့်စင်နိုင်သောအရာများကိုဖယ်ထားပါ။ ပရင်းမောက်များကိုပြုတ်ပြင်ရန်တာဘောလင်းစများပြင်းများများနဲ့တိတ်များကဲ့သို့သောပစ္စည်းများနဲ့ကရိယာများအစင်းသစ်ထားရှိပါမုန်တိုင်းတိုက်ခတ်ချိန်တွင်အိမ်ရှိဘေးကင်းသောသတ်မှတ်နေရာတွင်စုဝေးနေပါတရင်းပေါက်များမိသီးများမှန်တကားများမရှိသောနေရာဖြစ်တဲ့သည်အိမ်မွေးတိရစ္ဆာန်များသည်မုန်တိုင်းတဲ့မခံနိုင်သောကြောင့်၎င်းတို့ကိုတင်နှင့်အတူရှိရန်ပုံမိုသောတောင်သာရှိပြီးပုံမိုလုံးကျုံစီရန်အိမ်ထဲတွင်ချရှိပါမုန်တိုင်းကြနေစဉ်တွင် အထဲမှနေပါ မလိုအပ်ပါကအပြင်သို့သွားလာစေမပြုပါနဲ့တကားများနဲ့ပြတင်းပေါက်များအလုံးကိုပိတ်ပြီးမှန်ကွဲစင်းဆောင်ဒဏ်ရာရစင်းမကကွေရန်ကလကာဇများနဲ့နေကာများကိုဆွပိတ်ထားပါရေချိုးကံများရေပိုက်ကောင်းများနဲ့ရေပေစင်များကိုရှောင်ကျင်ပါတတ်ထုပိုက်များနဲ့ရေပိုက်များသည်မိုးကြိုးထိမှန်ပါကလျှက်စစ်တဲအားထုတ်လွှင့်နိုင်သောကြောင့်အရေးပေါ်ပစ္စည်းများမှာရေကိုသာအသုံးပြုပါလျက်စစ်တအားမြင့်တက်မှုကြောင့်ထိခိုက်နိုင်သောလျက်စစ်ပစ္စည်းအသေးစားများကိုပလက်ဖြုတ်ရန်မမေ့ပါနှင့် မီးပြတ်ပါကအကြီးစားလျှက်စစ်ပစ္စည်းများကိုပလတ်ဖြုတ်ပါမီးပြန်လည်ရရှိသည့်အခါပါဝါတက်လာပြီးပျက်စီးမှုများဖြစ်နိုင်ခြင်းရှိသောကြောင့်ဖြစ်သည်မုန်တိုင်းပြည်နောက်တွင်တင့်အိမ်သို့မဟုတ်အစာဦးဆိုးဝါးစာပစ္စည်းသွားပါကတင့်ဒေသဆိုင်ရာကောင်စီတန်းတို့ဆက်သွယ်ပြီးအမိုက်များကိုမီးကဲသို့ဘေးကင်းစွာဖယ်ရှင်းရမည်ကိုအကြံဉာဏ်တောင်းပါမိုးတီထန်စွာရွာသွန်းစဉ်ရေကြီးခြင်းမြေပြိုခြင်းနှင့်ပျက်စီးအနေရများအထူးသဖြင့်ကားမောင်းသည့်အခါတွင်လည်းသတိထားပေးပါ မုံတိုင်းများသည့်မြေပြိုခြင်းကိုဖြစ်စေနိုင်သောကြောင့်မြေပြိုခြင်း၏သတိပေးလက္ခဏာများကိုသိထားသင့်ပြီး၎င်းတို့ကိုမြင်မှာကနှင်းမြန်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။တောင်ဆောင်များ၏အောက်ခြေတွင်ချော့ကြခြင်း၊ကြောက်တုံးပြိုကြခြင်း၊တကားများနှင့်ပြတင်းပေါက်ပေါင်များနှင့်ပေါင်များတွင်မညီဘဲဟနေပါကသတိပြုပါ။ လေကရင်များကုန်းဘက်များနဲ့ဝရဏလာမြတ်ရွေရှားစဉ်သို့မဟုတ်တိမ်ဆောင်းနေသောအိမ်ပြင်ဘက်တွင်မြေပြင်လမ်းခြေစဉ်နေရာများနှင့်အခြားမှကျော်သောမျက်နှာပြင်များပေါ်တွင်အကွဲကြောင်းများသို့မဟုတ်ပရင်းပေါက်များတစ်ပင်များတိမ်ဆောင်းခြင်းနေရန်သို့မဟုတ်ခြံစည်းအိုးများကိုထိမ့်သိမ်းခြင်းမြေပြိုမှုဖြစ်လျင်သို့မဟုတ်တစုံတစ်ခုဖြစ်လာတော့မည်ဟုသင်ချင်ပါကအသင့်ပြင်ထားသော လက်ဆွဲအိတ်ကိုယူပါအဆောက်အုံထဲမှအမြန်ထွက်ခွာပါ အရေးပေါ်အခြေအနေတစ်ခုခုပြီးနောက်မျိုးပြကာကွယ်ရေးနှင့်အရေးပေါ်ဝန်ဆောင်မှုများ၏အကြံဉာဏ်ကိုနားထောင်ပြီးတင့်လုံခြုံရေးကိုအနည်းငယ်ဖြစ်စေသောသို့မဟုတ်တင့်ပိုင်ဆိုင်မှုကိုပုံမှုပျက်စီးစေသည့်မိသည့်အရာကိုမှမလုပ်ပါနှင့်အထူးသဖြင့်တင့်အိမ်နီနာချင်းများကို စစ်ဆေးပြီးတက်နိုင်ရင် အခြားသူများကိုလည်းကူညီရန်မမေ့ပါနဲ့။တင့်အာမခံကိုပုံမှန်စစ်ဆေးပါ တဲ့အိမ်အတွက်အာမခံကဘာရှိခြင်းနဲ့ဘေးရန်ရဲ့တခုကြောင့်ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ပါကတဲ့အားပုံမှန်အခြေအနေတို့ပြန်လည်ရောက်ရှိစေရန်အထောက်အပံ့ပြုစေရန်အရေးကြီးပါသည်။တဲ့တွင်အာမခံမရှိပါက၎င်းသည်အချိန်ပိုကြမည်ဖြစ်ပြီးတင်းနှင့်တင့်မိသားစုတို့ပုံမှန်ခက်ခဲလာနိုင်ပါသည်။တင့်ပစ္စည်းပျက်စီးပါကတဲ့အာမခံကုမ္ပဏီတို့အများဆုံးဆက်သွယ်ပါ။တင်းဒီငှားရဲနေထိုင်သူဖြစ်ပါကတင့်အိမ်ပိုင်ရှင်နဲ့တင့်အာမခံကုမ္ပဏီတို့ဆက်သွယ်ပါ။ အရေးပေါ်အခြေအနေများအတွက်ပြင်ဆင်ခြင်းနှင့်တုံ့ပြန်ခြင်းဆိုင်ရာနောက်ထပ်အချက်အလက်များအတွက် www.getready.govt.nz အရေးပေါ်အခြေအနေတွင်အစိုးရဝန်ဆောင်မှုများကိုဆက်သွယ်ရန်လိုအပ်ပြီးဘာသာစကားပံ့ပိုးမှုလိုအပ်ပါက သင်သည်စကားပြန်တအူးကိုတောင်းဆိုနိုင်သည်ကိုသတိရပါ